မြန်မာထိုင်းနိုင်ငံမြဝတီကုန်းသွယ်ရေးဆောင်မှာလမ်းလေဗယ်ရီတုံးကိုဝင်တိုက်မိတဲ့ကားရဲ့ပိုင်ရှင်ကကိုကားကိုတနက်နဲ့ပြစ်ခတ်ကာထွက်ပြေးသွားတဲ့အဖြစ်အပျက်တခုဒီကနေ့ဒီဇင်ဘာလ3ရက်နေ့နနက်9:00နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မြဝတီမြို့နယ်သင်္ကန်းညီနောင်ရဲစခန်းမှတာဝန်ရှိသူတွေဟာမြဝတီကုန်းသွယ်ရေးဆောင်မှာလမ်းလေဗယ်ရီတုံးတွေကိုဝင်တိုက်ခဲ့တဲ့မော်တော်ယာဉ်ရဲ့ရင်မောင်းကကားကိုတနက်နဲ့ဆဲချက်ခန့်ပြစ်ခတ်ကာထွက်ပြေးသွားတယ်လို့သတင်းရရှိတဲ့အတွက်အခင်းဖြစ်ရာသို့တွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုတွားရောက်စစ်ဆေးရမှာအဲ့ဒီဖြစ်ရဖြစ်ပွားခဲ့တဲ့ စုစုအမျိုးသားမော်တော်ရဲရမောင်းဘိုချိုဆိုသူဖြစ်ပြီးနေသားဆောင်တပ်ခဆတတတုံညာနှစ်တဲ့ကြာအင်းစိတ်ကြီးမျိုးနဲ့ထိဟုတဲ့ကျေးရွာနေသူဖြစ်တယ်လို့သိရပါဗျ။ ဖြစ်စဉ်မှာနေကြာဆောင်တက်ခါစားတာတက်တုံညာနှစ်တက်မှဘိုးချိုဆိုသူဟာကုံသွေးရေးဆောင်လမ်းလေရှိလုံချုံရေးအဟန့်အတားဖြစ်တဲ့ဘယ်ရီတုံးတွေကိုကားနဲ့ဝင်တိုက်ပြီးနောက်ဇုံအထွက်ကြောက်ခွဲဆက်အနီးသို့ဦးရောက်မှာကားကိုရပ်တန့်ပြီးအဲ့ဒီကအတင်ကိုင်းဆောင်လာတဲ့ပစ္စတိုတနက်နဲ့ဆဲချက်ခန့်ပစ်ခက်ကရင်းကိုတော့ခတ်ကထွက်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီနားမှာရှိနေတဲ့ကြောက်ခွဲဆက်လုံသားတဦးဟာပစ်ခတ်တန်ကြားလိုက်ရပြီးကားကိုရထားခဲ့ကလူတဦးထွက်သွားတာကိုတွေ့လိုက်ရတယ်လို့ပြောကြပါဗါးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနေမြေရဲစခန်းမှာဆက်လက်ဆုံ င်ဆိုင်ရာဘိုးချိုနဲ့အဖွဲ့ဟာမြဝရီမျိုးကုံသွေးရေးဆောင်ရှောင်းကွင်းလန်ဇုံအရှိဘက်မှာတာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီးသူတို့လုံခြုံရေးယူထားတဲ့ကွင်းလန်မှာကုန်တင်ရင်တွေသွာလာမှုအရင်ကလိုမရှိတော့တာကြောင့်မြဝရီကုံသွေးရေးဆောင်မှာတာဝန်ထမ်းဆောင်နေသူတွေကိုအမြင်မကြည်နေလို့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့စုံစမ်းသိရတယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ မြောက်ရီနေဆက်စခန်းမှာအတွင်းကုန်တင်သွင်းမှုဟာအရင်နှစ်ကထက်များပြနေတော့လဲတရားဝင်တင်သွင်းခွင့်မရှိတဲ့ဘီယာမျိုးစုံအရက်ဝိုင်းပစုံငါးနှစ်ကျန်ခြံထွက်အေကပါကင်ထုတ်တွေဟာဇုံရှောင်းကွင်းလမ်းဇုံအရှိဘက်ဇုံနောက်ဘက်လမ်းတွေမှာနေစဉ်သွားလာလျက်ရှိသလိုအခွန်ရှောင်းလို့တဲ့ကုန်တယ်အများစုဟာလည်းတရားမဝင်ရှောင်းကွင်းလမ်းတွေမှာတစိမ့်နားလည်မှုလမ်းကြောင့်မှရန်ကုန်နဲ့အခြားဈေးကွက်တို့တင်သွင်းလျက်ရှိတယ်လို့သိရပါဗျ။